ာနာသိမ့်မှုကိုလက်နက်ဆွဲကင်တော်လှန်နေမှုကမြန်မာနိုင်ငံတဝင်းမှာအရှိန်အဟုန်ကောင်းလာနေပါတယ်။ဆရာနာသိမ့်ပြီးလပိုင်းအကြမှာစတင်ခဲ့တဲ့လက်နက်ကင်တော်လှန်ရေးကိုရှက်တက်နိုင်ဖို့စစ်ကောင်စီကနှီးမျိုးစုံတောင်းခဲ့ပါတယ်။အထူးသဖြင့်ပြည်သူနေရေးနှီးရှုံမှုကိုလည်းလက်နက်တစ်ခုအဖြစ်အသုံးပြုခဲ့တာပါ။ဒါကြောင့်လည်းမြန်မာနိုင်ငံအနှံ့မှာနေရေးနှီးရှုံခံရမှုအများပြားရှိခဲ့ပြီးတနင်္သာရီတိုင်းတစ်ခုထဲမှာတော့ ဆရာနာသိန်း၄နှစ်ကျော်ကာလအတွင်းနေအိမ်2000ဝန်းကျင်ပျက်စီးခဲ့ရပါတယ်။ဒီနေအိမ်2000ဝန်းကျင်ကမိရှုခင်ရတာအပြင်လက်နက်ကြီးပစ်ခတ်တာလေချောင်းကနေဘုံကျဲတာတွေကြောင့်ပျက်စီးရတာလို့တင်းင်းသားရီတိုင်အတွင်းပြစ်ပခတွေကိုလဆင်မှတ်တမ်းပြုစုထုတ်ပြန်နေတဲ့ FE5 တင်းင်းသားရီအဖွဲ့ရဲ့အစီရင်ခံစာအရသိရပါတယ်။စစ်ကောင်စီတပ်ဖြတ်စည်းခဲ့တဲ့ကြေးရွာတွေထဲကတစ်ခုဖြစ်တဲ့ညောင်ပင်ကွင်းရွာဆိုရင် လာပေါင်းများစွာကြာတဲ့အထိပြတ်မထူထောင်နိုင်သေးပဲမီးလောင်ပြင်းကြီးဖြစ်နေစေဖြစ်ပါတယ်။အရင်ကတိုက်တာအဆောက်အုံတွေနဲ့စီကားလာတဲ့ညောင်မင်ခွင်းရွာလေးဟာမီးလောင်ထားတဲ့အိမ်တိုင်ငုတ်တူတွေအဖြစ်တခဏအတွင်းပြောင်းလဲသွားတာပါ။တနင်္သာရီမြို့နယ်6မိုင်နီးပါးကွာဝေးတဲ့ညောင်မင်ခွင်းရွာကိုအခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့မှာစစ်ကောင်စီကလေကြောင်းကနေ၄ချိန်ပုံကျဲတိုက်ခိုက်ခဲ့လို့နေအိမ်28ဆောင်မီးလောင်ပျက်စီးသွားပါတယ်။ အဲ့ဒီထဲမှာတာသမီ၄ဦးရှိတဲ့ညောင်ပင်ကွင်းရွာသားကိုမျိုးရဲ့မိဘနေအိမ်တွေရောရောက်ခမနေအိမ်ပါမိလောင်ဆုံးရှုံးသွားပါတယ်။တာသမီ၄ဦးစလုံးကចောင်းသားတွေဖြစ်ပြီးလက်ရှိမှာတော့နေအိမ်ပြန်မဆောက်နိုင်သေးလို့တခြားရွာမှာပဲဖြစ်တယ်လို့နီနီရတယ်လို့ဆိုပါတယ်။မိမိပါအဲ့ရောက်ခမအဲ့လေနေရပါမိဘဖွားတဲ့ခါပြေနေမရှိဥမအိမ်မှာပါ ဒါတော့ခက်ခဲတော့အမြိုက်ရှိရပါလားစာဝန်နေရနေထိုင်ရခလေးလေးမိဘဖုတ်ဖွားလေးရှိရတော့ကြောက်မရစာစာရအောင်လဲတော့ခက်ခဲရှိရလွယ်ချေတော့အမြိုက်ပဲစစ်ကောင်စီတက်ဟာသူတို့တိုက်ခိုက်ခံရပြီးတဲ့ချိန်တိုင်းမှာအနည်းအနာကျေးရွာတွေကနေအိမ်တွေကိုမိရှုဖျက်ဆီးလေးရှိတယ်လို့လက်နက်ကြီးရန်တမ်းပစ်ခတ်တာလေကြောင်းကနေရက်ရွာတွေထဲဘုံကျဲတိုက်ခိုက်တာတွေကိုလှုပ်ဆောင်လေးရှိတာပါဒါကြောင့်ပဲအရသားနေအိမ်ထိခိုက်ပျက်စီးတာတွေပုံများလာပြီး နေအိမ်ပြန်မဆောက်နိုင်ကြတော့ပဲအခက်ကြုံနေရပါတယ်။ကိုမျိုးလိုပဲညောင်ပင်ကွင်းရွာကမီးလောင်ပျက်စီးသွားတဲ့သူတွေလဲဥယျာဉ်ခြံတွေဖုန်ကြီးကျောင်းတွေနဲ့နိဆက်ရာအတိမိတ်ဆွေတွေအိမ်မှာအဆင်ပြေလို့နှီခိုပြီးနေနေကြရတာပါ။မီးလောင်အိမ်ဆက်ခွန်အလောတော့ဘာလို့တော့နင်းနလာလာဆပ်ပစူစာအဲဒီပြက်လက်ထူထောက်တွေ့ဆိုတာမနဲ့ရုပ်ကန်နေတာကိုတွေ့မှာဖိုးကြောင်းမနေလူရှိအဲငါဘင်းနေလူရှိအသေးရွှေမျိုးအဲမနေလူရဲ့ရှိရဲ့ ဟောဦးရပန်းတော်လေးထဲမှာနေလူရရှိရဒီပဲဒီကတော့တဲလေးမို့နေတော့တောင်းထဲမှာဆောက်ပေးပဲဖြစ်ဖြစ်နေတလုံးဖြစ်လာဖို့ဆိုတာတာမန်ပြည်သူတွေအတွက်လက်ကူလှတာတော့မဟုတ်ပါဘူးအနစ်နဲ့အလားလားရှာဖွေစုဆောင်းပြီးမှ နေတလုံးစောင့်နိုင်ကြတာပါဒါပေမဲ့စစ်ကောင်စီတပ်ကတော့အချိန်ပိုင်းအတွင်းဖျက်ဆီးလိုက်ကြပါတယ်နေရင်ဖျက်ဆီးခံရသူတွေအနေနဲ့ကတော့ နေအိမ်တလုံးပြန်ဖြစ်လာဖို့ဆိုတာအခုကာလမှာ တွေးလို့တောင်မရတော့တဲ့အခြေအနေပါ။အဲ့ဒီအထဲမှာပြင်ထောင်ပြင်ကနေအိမ်မီးလောင်ဆုံးရှုံးသွားတဲ့ဒေါ်ဆန်းနူတို့သားမီးနှစ်ယောက်လည်းအပါဝင်ဖြစ်ပါတယ်။မုံဆိုးမတူဖြစ်တဲ့အသက်82နှစ်အရွယ်ဒေါ်ဆန်းနူဟာမုံငင်းကနဲ့မုံမျိုးစုံ ရောင်းချပြီးစောင့်ဝတ်နေရေးအတွက်ရုန်းကန်နေရသူတူပါ။နေအိမ်မီးရှို့ဖျက်ဆီးခံရပြီးတဲ့နောက်မှာတော့တခြားသူတွေလိုပဲ တိမိတ်ဆွေရဲ့နေအိမ်မှာပဲနေထိုင်နေရပြီးအလုံးမရှိတာလချီကြလာပြီးဖြစ်လို့စာဝတ်နေရေးအခက်အခဲကြုံနေရတယ်လို့ဆိုပါတယ်။ဒါအပြင်ကိုယ်ရင်ကိုရာမဟုတ်တဲ့အတွက်နေထိုင်ရေးအတွက်ပါအဆင်မပြေမှုတွေကြုံနေရတယ်လို့ဒေါ်ဆန်းနုကပြောပါတယ်။အဲ့လိုဖြစ်ရခက်ခဲလေးကြောက်နော်သူများမှနေရောဆိုတော့ပဲ့ဖန်း။အခြေရောဘာမှမရှိတာ။ပဲ့ဖန်း။ အော်လောက်တယ်တိုင်မကားလေနေရင်မီးလောင်နေတာတိပေမဲ့စစ်ကောင်စီတပ်သားတွေရှိနေတာနဲ့နှစ်ဖက်တိုက်ပွဲတွေဖြစ်နေတာကြောင့်မီးငိမ့်တခွင့်မရကြလို့နေရင်တွေပို့ပြီးဆုံးရှုံးကြရတယ်လို့ဆိုကြပါတယ်ရွာထဲဝင်ပြီးမီးငိမ့်တက်တဲ့သူတွေကိုစစ်ကောင်စီတပ်ကပစ်တက်ခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့တဲ့အတွက်ဒေသခံတွေကစိုးရိမ်နေကြတာပါ2023ခုနှစ်မတ်လ3ရက်ကလည်း စစ်ကောင်စီတပ်ကလောင်လုံးမြို့နယ်အောက်ကြောက်ဝတ်ရွာနဲ့ညောပြင်းရွာမှာရှိတဲ့နေအိမ်တရာကျော်ကိုမိရှို့ဖျက်ဆီးခဲ့ပါတယ်။နေအိမ်တွင်မိလောင်နေတဲ့အချိန်မှာမိဝင်ငိမ့်တဲ့အောက်ကြောက်ဝတ်ရွာသားတဦးကိုစစ်ကောင်စီတပ်ကပြစ်တက်ခဲ့တာပါ။တနင်္လာရီတိုင်းထဲတော်လိုင်းရေးတပ်တွေရဲ့စီရေးအရှိန်မြင့်လာတာနဲ့အတူတိုက်ပွဲတွေလည်းဆက်တိုက်ပြင်းထန်နေပါတယ်။ စစ်ကောင်စီတပ်ကလည်းပြည်သူတွေကိုအကြောက်တရားဝင်စေဖို့အရသားနေအိမ်တွေကိုမိရှုဖျက်ဆီးတာတွေတောက်လျှောက်လှုံ့ဆော်လာတဲ့အတွက်တနင်္သာရီတိုင်းအတွင်းမှာရှိတဲ့မြို့နယ်အာလုံးနီးပါးမှာနေအိမ်ထိခိုက်ပျက်စီးတာတွေမြင့်တက်နေပါတယ်။ညောင်မင်းကွင်းရွာနဲ့မရှိမနှောင်းမှာပဲနေအိမ်30ကျော်မိရှုဖျက်ဆီးခံခဲ့ရတဲ့ထုံမခါရွာကဒေသခံတွေလည်းနေအိမ်ပြတ်မဆောက်နိုင်သေးပဲနှိစက်ရအတိမိတ်ဆွေတွေရဲ့နေအိမ်တွေမှာနေထိုင်နေရဆဲဖြစ်ပါတယ်။ နေရင်နီးလောင်ဆုံးရှုံးသွားတဲ့ထုံမခါရွာကဥယက်ခိုင်တယောက်လေအချားရွာကရောက်ဖခစ်သူရဲ့အိမ်မှာတွားရောက်နေထိုင်နေရပြီးရွာကိုပြန်ချင်ပေမဲ့နေအိမ်မရှိတော့လို့ပြန်လို့မရသေးဘူးလို့ဆိုပါတယ်။ဒီမြောက်အိမ်မှာလာနေရရေစဝတ်နေရေဆင်မပြေဘူးလို့ဆိုခဲ့။ပြေးလိုက်လွှတ်လိုက်ရွာဆိုလေတော့ရှည်လေးတော့မရလေ။ဒါပေမဲ့ကိုလောတဲ့အောင်ကြံတဲ့မဆောက်ဖြစ်နေဘူးလို့ဆိုခဲ့။ ဒီမှာနေတော့ကိုကကိုရဖိုင်ငယ်ဖြစ်လို့အဆင်ပြေနေဘူးလို့လက်ရှိမှာတော့စစ်ကောင်စီတက်လက်ချက်ကြောင့်နေရင်ဆုံးရှုံးခဲ့ရတဲ့ပြည်သူအများစုကအိမ်အစ်စ်ပြန်မဆောင်နိုင်သေးပဲဥယျင်ချမ်းတွေဖုန်ကြီးကျောင်းတွေနဲ့အသိမိတ်ဆွေတွေရဲ့နေအိမ်တွေမှာနေထိုင်နေကြရဆဲဖြစ်ပါတယ်။အခုဆိုရင် မုတ်တုံရသည်လည်းဝင်ရောက်လာပြီးဖြစ်တဲ့အတွက်နေထိုင်ရေးအတွက်အခက်အခဲပိုဖြစ်လာကြတယ်လို့စာဝတ်နေရေးအတွက်ပါပိုပြီးအခက်တွေ့နေကြရပါတယ်။ တာသမီ၄ယောက်ရဲ့ဖခင်ဖြစ်တဲ့ကိုမျိုးလဲစာဝင်နေရေးအတွက်ရရာအလုပ်တွေလုပ်ပြီးဖြည့်ရှင်းနေရတယ်လို့ပြောပါတယ်။ရရာအလုပ်လုပ်ဖို့ဆက်ကကယ်မလိုက်။ဒီမှာစပီးရာဒီမှာခါလက်စပီးလို့ပတ်ဆက်ရလို့တော့လုံးဖြစ်နေရဖြစ်နေရတော့ဆောဆုံမတ်အမညာဆိုတော့ခါကြရောပြောလမ်းတအားခံစားရအောင်ကိုယ်တာသမီလေးလည်း စစရရအလောတခါတိကဝဲခေလင်းနဲ့အမီရတဲ့ဆဆကြောအယူရဆိုတော့သောင်းနေကြမရေးစားဖဖနေနဲ့အဖဖရပါအလောရုပ်ကရပါလားလို့ကိုမျိုးလိုပဲစစ်ကောင်စီတက်ကဖျက်ဆီးခဲ့တဲ့တနင်္သာရီတိုင်းထဲကနေရင်2000ခန့်မှနေထိုင်ခဲ့တဲ့မိသားစုတွေလည်းခို900မဲနေကြဆဲဖြစ်ပြီးကင်းထန်လာတဲ့မိုးရာသီကိုအန်ကျိတ်ခံရင်ဖျက်တမ်းကြရအောင်မှဖြစ်ပါတယ်ရှင် Thank you.